ရှမ်းယူနိုက်တက်တင်ဘာကြောင့် AFC မှာမအောင်မြင်တာလဲရှမ်းယူနိုက်တက်တင်ဟာ National League မှာချန်ပီယံဖြစ်တာ900ဒီဆက်ရှိနေပါပြီဒါကကမ္ဘာဘောလုံးလောကမှာတော့စံချိန်တက်တစ်ခုဖြစ်ပြီးမြန်မာ National League အတွက်တော့ဂုဏ်ယူစရာလို့တော့ဆိုရမှာပါဒါပေမဲ့လည်းတစ်ဖက်မှာရှမ်းယူနိုက်တက်ဟာ AFC နဲ့ ASEAN ပြိုင်ပွဲတွေမှာခွက်ခွက်လန်အောင်ရှုံးနေတာမြင်မကောင်းရှုမကောင်းအောင်ပါပဲအာရှပွဲတွေမှာထိုင်းတို့အင်ဒိုတို့လိုအသင်းတွေကိုရှုံးတာကတိတ်အကြောင်းမဟုတ်ပေမဲ့ရှမ်းယူနိုက်တက်ရဲ့ဖြစ်ကကမ္ဘောဒီးယားကလပ်ကိုတိုင်ပွဲတန်းရှုံးနေရတာကတော့တိတ်အဆင်မပြေပါဘူး နေရှင်နယ်လိဘီယင်ကြီးကဘာကြောင့်အာရှပွဲတွေမှာခွက်ခွက်လန်ရှုံးနေရတာလဲဖြေရှာကြည့်အောင်လိဂ်အဆင့်တန်း2019လောက်ကတည်းကစပြီးမြန်မာနေရှင်နယ်လိရဲ့အဆင့်တန်းကတိတိတသာကျဆင်းလာပါတယ်ချန်ပီယံစုကိုရှမ်းယူနိုက်တက်တသိန်းတည်းကပဲတောက်လျှောက်ရယူလာခဲ့ပြီးအနည်းဆုံးပြိုင်ဘက်ရန်ကုန်ယူနိုက်တက်တောင်လိုက်မမီတော့တဲ့အခြေအနေဖြစ်သွားပါတယ်ဒီလိုချန်ပီယံဖြစ်ရမှာရှမ်းယူနိုက်တက်ဟာပြည်တွင်းရဲ့အကောင်းဆုံးကစားသမားတွေကိုနှစ်စဉ်စုဖွဲ့နိုင်ခဲ့တာကြောင့်ဖြစ်ပြီးဒီအခြေအနေကပဲပြိုင်ဘက်တွေကိုအင်အားချိနဲ့သွားစေခဲ့ပါတယ် ဘောလုံးသမားထွက်ကုန်ရှားနေချိန်မှာကစားသမားကောင်းတော်တော်များများကရှမ်းကိုရောက်သွားတာကြောင့်ကြံသင်းတွေစုဖွဲ့ရခက်ကုန်ပါတယ်။ဒီလိုနဲ့ပဲရှမ်းယူနေတဲ့ဟာပြည်တွင်းမှာလွယ်လွယ်ချန်ပီယံဖြစ်ခဲ့ပြီးလိမှာပြိုင်ပွဲကင်းဖြစ်လာပါတယ်။ AFC ပြိုင်ပွဲတွေကိုဝင်ပြိုင်ခဲ့ချိန်မှာတော့ပြည်တွင်းမှာပြိုင်ပွဲကောင်းမရှိတော့တဲ့ရှမ်းဟာကိုယ့်ထက်မြင့်တဲ့အသင်းတွေနဲ့ရင်ဆိုင်ရချိန်မှာရှင်မကစားနိုင်တော့ပဲအခက်တွေ့ခဲ့ရပါတယ်။ ဒီအစ်စ်တန်နှိမ့်သွားတဲ့အတွက်လေ့ကျင့်ပြင်ဆင်ရမှာလဲအစ်စ်မီလေ့ကျင့်ပစ္စည်းတွေမတုံးနိုင်တော့ပဲကျုံတို့လေ့ကျင့်ဖြစ်တို့ပြင်ဆင်ပြီးအာရှဘောတွေမှာတွားပြိုင်ခဲ့တာကလည်းအခြေအနေဆိုးစေခဲ့တဲ့အကြောင်းရင်းတွေကတစ်ချက်ပါပဲစီမံခန့်ခွဲမှုဒီနှစ်ဘောလုံးရာသီမှာရှိုင်းယူနိုက်တက်ဟာနိုင်ငံတကာပြိုင်ပွဲနှစ်ပွဲဝင်ပြိုင်ခဲ့ပါတယ်အာဆီယံမှာဒီနှစ်မှစတင်ကျင်းပတဲ့ Shofika နဲ့ AFC Challenge League ပြိုင်ပွဲနှစ်ရက်ပါ ြည်တွင်းပြိုင်ပွဲအပြင်နိုင်ငံတကာပြိုင်ပွဲနဲ့ရစလုံးကိုတပြိုင်နက်တည်းဝင်ပြိုင်ခဲ့တာကလည်းအသင်းကိုပွဲပန်းစေပြီးခတ်တွေ့စေနိုင်ပါတယ်။ရာသီမစခင်ကရှော်ဖီကပ်ကိုမြန်မာ National League ဒုတိယရာအသင်းဖြစ်တဲ့ရန်ကုန်အသင်းဝင်ပြိုင်မယ်လို့သိခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ရှိုင်းနယ်တက်ကပဲဝင်ပြိုင်ခဲ့တာကိုမြင်ရပါတယ်။အကျိုးရလကတော့ပြိုင်ပွဲနှစ်ခုစလုံးမှာခွက်ခွက်လန်ရှုံးတော့တာပါပဲ။ဘာကြောင့်အခုလိုစီမံခန့်ခွဲလိုက်ရသလဲဆိုတာကအကြောင်းရှိနိုင်ပေမဲ့ရှိုင်းယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ဒီထက်ပိုအသင်းကိုစနစ်တကျပြင်ဆင်ပြီးမှပြိုင်ပွဲဝင်သင့်တယ်လို့မြင်မိပါတယ်။ပြည်ပကစားသမား ဒီနှစ်ဘောလုံးရာသီမှာရှဲယူနိုက်တက်သင်ခေါ်ယူခဲ့တဲ့ဒီပကစားသမားတွေကအတော်လေးကိုစွမ်းဆောင်ရည်ညံ့ဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်။ပြည်ပကစားသမား၅ဦးခေါ်ယူခဲ့ရမှာမဆာကီတယောက်ပဲပုံမှန်ခြေစွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်။ဘရာဇီးတက်စစ်မှုရင်တာရောကတာမန်ခြေစွမ်းမရှိပြီးအာမကိုရသလိုဝီလီယမ်ဟီရိုတာဘာကာယိုကိုရောကလည်းအာကိုရတဲ့အခြေအနေမှာမရှိပါဘူး။ဒီလိုကစားသမားတွေနဲ့အာရှအဆင့်ပြိုင်ပွဲမှာဝင်ပြိုင်တဲ့အခါမှာတိတိသာကိုခွာခြားခဲ့တာမြင်ရပါတယ်။